မင်္ဂလာပါကျွန်တော်တို့ဒီနေ့ Photoshop မှာဒီပုံဟောင်းလေးတွေပြင်တဲ့အခါကျလို့ရှိရင်ကျွန်တော်ဒီနေ့မှာစပင်လေးတွေမှာစပင်လေးတွေကနေကြောင်ကြောင်ဖြစ်နေတာလို့ပေါ့နော်အဲဒါအဲ့ဒါလေးကိုကျွန်တော်ကဘယ်လိုပြုပြင်လို့ရလဲဆိုလို့ရှိရင်ဒါ AI မှာတော့ပြင်လို့ရတယ်ဆိုပေမဲ့ဒါမင်းမင်းအရေးချင်းနေအာစိတ်အရေးတွေ့တယ်ရှားသွားတာမနော်ဒီမှာ Photoshop မှာဆိုလို့ရှိရင်ကိုပြင်ရင်းတဲ့ပုံလေးရှိရင် ကျွန်တော်တို့ခုကကိုဆက်ပြိုင်ပြန်ပြင်နိုင်အောင်ကျွန်တော်ပုံအောင်လေးတွေကိုအခုလိုမျိုးပြင်လို့ရပါတယ်။ဒါကကျွန်တော်လောက်ထားတဲ့ကျွန်တော်ပြင်ထားတဲ့ပုံလေးပေါ့နော်။အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုလုံးမယ်ဆိုလို့ရှိရင်သူကသူကအင်ဂျီဆိုလို့ရှိရင်အင်ဂျီကိုခွေပြီးတော့မျက်နှာဆိုရင်မျက်နှာစပင်ဆိုရင်စပင်အဲ့လိုမျိုးခွေပြီးတော့အလုပ်လုပ်ရပါတယ်။အဲ့ဒါဆိုရင်ကျွန်တော်ကနေပြီးတော့ဒီပုံလေးမှာဆိုလို့ရှိရင်ခုလိုလိုစေဒါအင်ဂျီလေးတွေကိုကျွန်တော်ကနေပြီးတော့ အင်ဂျီလေးတွေဆိုရင်အင်ဂျီလေးတွေတည်တန်းကျွန်တော်ကခွေလို့ရပါတယ်။ဒါလေးမှာအင်ဂျီလေးတွေတည်တန်းခွေလို့လောက်လိုက်မှာမနော်။ ခုလိုမျိုးအင်ဂျီဆိုလို့ရှိရင်အင်ဂျီလေးရတစ်ခုအနေနဲ့ကျွန်တော်ဖွေးထားလိုက်မယ်ဆိုလို့ဒါပေမဲ့ရာကလီနဲ့ပြီးတိုင်း mix လေးရှာမလားဒီ okay နေလိုက်ပါပြီးတိုင်း control g နဲ့ညာပေါ်လိုက်အဲဒီရင်သူကအင်ဂျီဆိုလို့ရှိရင်အင်ဂျီတက်တက်ဖြစ်သွားတယ်ခုနလိုပဲကျွန်တော်တို့ဒီဘက်မှာ spin ဆိုရင်လေဒိုနီလကောက်ပါပြီနော်ကျွန်တော် spin ဆိုလို့ရှိရင် spin ဒီမှာတည်တန်းဖွေးထားလို့ရတယ်ကျွန်တော်ကတော့မဖွေးတော့ဘူးနော်ဒီမှာကျွန်တော်ပြချင်တဲ့အရာလေးတွေ ဟိုကျွန်တော်အဓိကပြမှာဖြစ်တဲ့အတွက်ဒီကညနာလေးကိုကြာတော့ကိုယ့်ကိုပြန်ပြင်လို့ရပါတယ်ဒီဘက်မှာညနာပြင်မယ်ဆိုလို့ရှိရင်ဒီဘက်ချက်မှာပါရစမုဆိုတဲ့ကောင်ကိုယူမယ်ပြီးတော့ရင်ဒီကျွန်တော်အသားရှိုးတဲ့ screen ပြရှိတဲ့အဲဒီကောင်လေးနဲ့ပြင်လို့ရဒီညလေးတွေမှာကျွန်တော်ကဒီဖွန်ဟောက်ပြင်မယ်ဆိုလို့ရှိရင်ပထမဆုံးဒီဘက်မှာပါတဲ့ဘန်တူတို့ဒရိုတူတို့နဲ့လောရမှာမနော်ဒီမှာလည်းနှောင်းရလေးတွေဒါကမရှိဘူးဒီဘက်မှာ exposure မှာကျွန်တော်7နှစ်လောက်ထားရင်ရပါတယ်နော်ပြင်ဒီဘက်မှာနှောင်းရလေးပြောင်းနေတယ်ပစက်ရလေးပြောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်ကပြန်ပို့ပြရမှာမနော်ဒီနေရာလေးဒီဒီနှောင်းရလေးတွေအခုလိုမျိုးဒီလိုမျိုးပြန်ပြင်ပြရမယ်ဒီလိုကဒီမှာမျိုးခုံးမွေးတွေမရှိဘူးဆိုလို့ရင်းလည်းပြန်မျိုးဆွေးပြရမှာနော်ဒီမှာဒီကောက်ကြောင်တိုင်းကျွန်တော်ကလိုက်ပြီးဆွေးပြရမယ် โอเคဒါဆိုရင်ဒီမှာဒီမှာဆိုရင်မျက်လုံးလေးတွေမျက်လုံးမှာအဖြူလေးတွေမပါဘူးဆိုလို့ရှိရင်ဒီဘက်ခြမ်းမှာရှိတဲ့ draw 2ဆိုတာလေးကိုသွားမယ်နော်ဒီတိုင်းရင်ဒီကသူ့ကိုနည်းနည်းရှော့လိုက်မယ်ဒီကောင်လေးမှာအဖြူရဲ့နည်းနည်းထိလိုက်ပါမယ်နော်โอเคခုလိုမျိုးလိုက်ပြီးတော့ကျွန်တော်လိုင်းကြောင်းလေးတွေလုတ်ပြရမှာမနော်ဒါပြီးရင်ကျွန်တော် smooth tuning လုပ်လိုက်ပါမယ် smooth မှာ strap မှာကြတော့ကျွန်တော်ကနေပြီးတော့20လောက်လုပ်ရပါတယ်ပထမစားလုပ်မယ်ဆိုလို့ရင်10 အလောင်းနဲ့လှုပ်လို့ရပါတယ်နော်ပြီးတော့ lock ခတ်ထားလိုက်ပါမယ်ပြီးရင်ဒီကောင်လေးတွေကိုအသားလေးတွေကိုကျွန်တော်မှွန့်နေအောင်ခုလိုမျိုးဆေးလိုက်ပါမယ်နော်ညနာလေးတွေရှိုးတဲ့အခါကျွန်တော်တို့ဒီမှာ downline ဒီလိုမျိုးအခုလိုမျိုးဆွဲလိုက်တယ်အလျားလိုက်တစ်ခါဥပဒေ downline တစ်ခါဆွဲလိုက်တာမနော် အဓိကသွားကျင်တာကကြတော့သူကစပင်လေးကိုပြအာမေးထားတာဖြစ်တယ်ဆိုတော့ကျွန်တော်စပင်လေးလုပ်ပြပါမယ်သေးချာလေးဆွေးရမှာဘုနာဒီနေရာလေးတွေမှာကျွန်တော်အစင်ကြောင်းနဲ့ကြံခဲ့အောင်ဒီကနေ့ဒီမှာဒီဘာမေးစီလေးတွေမှာဆိုရင်လေကျွန်တော်ကနေပြီးတော့ဒီ draw tool နဲ့ band tool နဲ့လောက်အောင်မှာဘုနာဒီမေးစီလေးပြောင်းနေဆိုလို့ရှိရင်

ပေးတိုင်းဒီမှာစပင်လေးတွေမှာဆိုလို့ရှိရင်သူကစပင်လေးတွေကိုပဲအဓိကအသာပေးပြီးတော့ပြောထားဆိုစပင်လေးတွေကိုကျွန်တော်ကလုပ်မယ်ဆိုလို့ရှိရင်ဒီပထမဆုံးဒီစပင်လေးတွေကိုဘာနဲ့တွဲလုပ်လို့ရလဲ control keyboard control လေး key ပြီးတော့ကျွန်တော်ဒီဘက်မှာ select တစ်ခါဝင်သွားတယ်နော် select ဝင်သွားပြီဆိုလို့ရှိရင်ဒီဘက်မှာ band tool ခုနပြောတဲ့ဒီကောင်လေးတွေကိုကျွန်တော်ဒီကောင်လေးဒီ tool လေးနဲ့လည်းကျွန်တော်မေးလို့ရတယ်နော်စပင်လေးနာ tool 2 ပြန်ဘန်တူလေးနဲ့သူ့ရဲ့စပင်လေးတွေကိုကျွန်တော်နည်းနည်းလောက်မေးအနက်သွားအောင်လုပ်လို့ရတယ်။ပြီးရင်ကျွန်တော်တို့ဒီဘက်ချမ်းလေးမှာပါတယ်အောက်မှာသူ့မှာဒီဘက်မှာစပုံးတူဆိုတာလည်းရှိတယ်စပုံးတူမှာဒီဘက်ချမ်းမှာရှိတယ်သူ့မှာအဆက်ဂျူရှန်ရှိမယ်ဒက်ဆက်ဂျူရှန်ရှိမယ်ဒက်ဆက်ဂျူရှန်ကိုယူရှိတဲ့ရင်ဒီစပင်လေးတွေကိုဒီလိုလေးတွေပြသွားတာနော် a situation ဆိုလို့ရှိရင်ကျွန်တော်တို့အဖြူနဲ့အမေးဘက်ကိုတန်းတယ်ပြည်သားရင်ဒီဘက်ခြမ်းလေးမှာမျက်လုံးလေးတွေဆိုရင်လေဒီလိုမျိုးလှုပ်လို့ရတာနော်မျက်လုံးလေးတို့နှာခေါင်းလေးတို့ကဲပြည်သားရင်ခါကြလို့ရှိရင်ဒီကောင်လေးမှာ brush brush tool နဲ့လှုပ်လို့ရတာပေါ့နော် brush tool လေးကိုယူပါ brush tool မှာကျွန်တော်ဒီဘက်မှာအနာသာဝါနဲ့လည်းကောင်းယူဒီတိုင်း opacity မှာ50လောက်ထား30လောက်ဆိုရင်လေးရတာပေါ့နော် flow မှာလည်း30ဆိုလို့ရင်30လောက်ထားပါပြီးတော့ရင်ဒီကောင်လေးမှာကျွန်တော်တို့ဒီကောင်လေးကိုခုလိုမျိုးဒီဒီဒီနေလောက်သေးလိုက်မှာပေါ့နော်အစပင်လေးတွေကိုသူရဲ့ဒီဒီအမေးနေတဲ့ဒီအဆက်လေးတွေမှလည်းထည့်လို့ရတယ်။ပြီးတိုင်းအစပင်လေးတွေမေးသွားတဲ့အခါကျွန်တော်ဒီလိုလေးတွေထည့်လို့ရပါတယ်နော်။ စပင်လေးတွေမေးတာပါခုလိုမျိုးနဲ့လို့ရပါတယ်เนาะတအားကြီးနဲ့သွားလို့လည်းအဆင်မပြေပါဘူးเนาะကျွန်တော်တို့ရဲ့အဆက်လေးတွေမှာဆိုလို့ရဒီကောင်လေးတွေကိုသိမယ်ဒီဘက်မှာအနက်ဖြစ်ပါတယ်เนาะအပေါ်ကပြည်သားရဲ့စင်ကိုကြိုက်တယ်လို့ဒီဘက်ချမ်းလေးမှာဖြည့်ဆွေလို့ရပါပြီအဲစပင်လေးတွေကိုကြတော့ဒီလိုလေးတွေလောက်ပါလေပေါ့နော် ဖြစ်တဲ့ရင်ဒီစပင်လေးတွေနက်သွားတဲ့စပင်လေးတွေသူကဒီကောင်လေးတွေပဲစပင်လေးတွေပဲမိထားတာဆိုတော့ကျွန်တော်စပင်လေးတွေပဲပြန်လုပ်ပေးတာပါတကယ်လို့ဒီစပင်လေးတွေကိုကျွန်တော်တို့ဒီအစွမ်းထွက်နေတဲ့ပုံစံလေးပေါ့နော်ဒါကျွန်တော်ဆွေးထားတဲ့ပုံစံလေးမျိုးမျိုးအစွမ်းထွက်နေတဲ့ပုံစံလေးလှုပ်ရှင်နေဆိုလို့ရှိရင်ကျွန်တော်ကဘာသွားလို့ရလဲမဒီကောင်လေးကိုစမူတူကိုပြန်ပေါ့နော်ပြီးသားတဲ့အခါကျလို့ရှိရင်ဒီကောင်လေးမှာအစတ်အစတ်ထွက်မှာကြတော့ကျွန်တော်80လောက်ပြန်လာ ေးတဲ့ရင်ကျွန်တော်တို့ဒီကောင်လေးက brush လေးတစ်ခုယူလာမယ်ဒီဘက်ကဒီကောင်လေးဒီလို brush လေးယူလာမယ်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကဒီကောင်လေးကိုကျန်တယ်ပြီးတဲ့ဆွေးမယ်ဆိုလို့ရှိရင်ကျွန်တော်ဆွေးလို့ရပါပြီနော်ဒီလိုလေးတွေဆွေးလို့ရတယ်သူရေကောက်ကြောင်းတိုင်းကျွန်တော်ကလိုက်ပြီးတော့ဆွေးသူကအပေါ်ပင်းထားတာပြီးတော့ လူလေးတွေလိုက်ပြီးတော့ဖွာဖွာလိုက်တာနော်အခုဆိုလို့ချင်းကျွန်တော်တို့ဒုံဒုံလေးဖြစ်နေစီလုံးမကောင်းအာဒီကောင်းလေးဆပင်လေးတွေကိုဒီလိုအခုလိုမျိုးဖွာလိုက်မယ်ဆိုလို့ချင်းနည်းနည်းစီလုံးကောင်းသွားတော့နော်ခုလိုမျိုးဒီခုလိုမျိုးဖွာလိုက်မယ်ဆိုလို့ချင်းကျွန်တော်တို့ကြိလို့ကောင်းတယ်ဘုံကအနှမ်းဆိုင်လို့ရှိရင်နည်းနည်းဒီကခုလိုမျိုးဒါဆိုရင်ပင့်ထားတဲ့ပုံစံလေးပေါ့နော် ပြီးရင်ကျွန်တော်ကဒီဘက်မှာပါတဲ့ဒီ adjustment တွေက level ဆိုတာနဲ့ fashion နဲ့အလင်းလေးနည်းနည်းပြလိုက်အလင်းဒီလိုမျိုးပြအလင်းလေးတအားများသွားတယ်ဆိုလို့စပယ်လေးကပြန်နေသွားမှာနော်အာနည်းနည်းလေးဆိုရင်ရပါတယ်ဒီတိုင်းခုနလိုလေလိုက်ပြီးတော့ဗာနဲ့သွားမလဲဒီဘက်မှာစကွန်တူလေးနဲ့ဒီဘက်မှာဆရာဒက်စတူရီရှာနေပြီပါဒီတိုင်းခါကြလို့ရှိရင်ကောင်းလင်းပါ ခုလိုမျိုး7လေးတွေကိုနေကြောင်ကြောင်ဖြစ်နေတယ်ဆိုလို့ရအခုလိုမျိုးအဒီအတိုင်းသွားရှင်းလို့ရတာဘုနာဒီဘက်မှာ saturation and distribution ရင်းပါနော်ဒီကျန်နေနေနဲ့ကျင်သေးတယ်ဆိုလို့ရှိရင်ကျွန်တော်က bright blue လေးကိုယူပါပြီးရင် diffraction မှာသွားပြီးတော့ ခဲ့တာဆိုရင်သဘင်လေးတွေကမုံငါကစာလို့ရှိရင်ကျွန်တော်ဒီဒီနီကြောင်ကြောင်ဖြစ်နေတဲ့ဒီ line လေးတွေမှာလည်းကျွန်တော် brush နဲ့အတားလေးရှိဆိုရရပါတယ်နော်။ဒါချက်ကမှာအဒီဘက်မှာ opposite နည်းနည်းရောက်ကျင်ရတယ်။ရှင်ဒီပါလေးတွေမှာတားပြီးလို့ရှားလိုက်ပါအခြေရင်ဒါကျွန်တော်ပြင်ထားတဲ့တောင်းလေးပေါ့နော်။ဒါမျက်နာလေးကိုတိကျလေးပြင်ပြီးတော့လုပ်မယ်ဆိုရင်ဒီဘက်မှာလည်းကျွန်တော်မျက်ခုံးမွေးရယ်ဆိုရင်လည်း မျက်ကုံးဝဲတွေမပါဘူးဆိုရင်လည်းမျက်ကုံးဝဲတွေသွားဆွေးလို့ရတော့နော်ဒီဘက်မှာဖာနဲ့သွားဆွေးမလဲဒီဘက်မှာဖန်တူဆိုတာနဲ့သွားဆွေးမယ်ဒီဆိုင်ဘန်တူမှာ7နှစ်7နှစ်လောက်ထားပါဒီဆိုင်ဒီခံလေးနဲ့ဆွေးပါလေဆွေးရပါမယ်နော်ဒီကောင်လေးမှာလည်းကျွန်တော်တို့ဒီမှာစပွန်တူမှာဒါဆီချူရှင်နဲ့စလို့ရတယ်ဒီကောင်လေးဒါလေးတွေဆိုရင် နှစ်ချောင်းရောဖြစ်တော့ပေါ့နော်ဒီနေ့အတိုင်းအလုပ်လုပ်ရပါလေပေါ့နော်ဒါကျွန်တော်လုပ်ထားတဲ့ကောင်တွေမှာဒါ brush နဲ့ဒီကောင်မလုံလောက်သေးဘူးဆိုလို့ရှိရင် brush ကိုသွားပါနော် brush မှာဘလောက်လောက်နဲ့ချင်တာလဲအဖလိုမှလည်း90လောက်ထားလိုက်မယ်ပြီးသားတဲ့အခါကျလို့ရှိရင်ဒီကောင်လေးမှာကိုအနက်ရှင်တလောက်ဆွေးပေါ့နော်ဒီမျက်နှာလေးတွေကိုကြာတော့ကိုယ့်အကိုအာဒီကောင်လေးနဲ့စပတ်ဆွေးပြရပါမယ်ဒီမှာ အာဒီကောင်းလေးတွေကြတော့တေချာစနစ်တကျလေးဆွေးမယ်ဆိုလို့ပြင်ရပါတယ်နော်ဒီလိုဒီလိုမျိုးတွေအဲဒီလိုမျိုးတွေစနစ်ကြဆွေးပြီးတော့လုပ်နေဆိုလို့ရှင်ရဖုံဟောင်းလေးတွေပြင်တာလေတိတ်မခက်ပါဘူးနော်ဒါပထမတစ်ခါသွားဆွေးရင်တော့မလာဘူးနောက်ထပ်နည်းနည်းလောက်ပါများလာလေကျွန်တော်ကနေပြီးတော့ပို့ပြီးတော့လှလာပြီပေါ့နော် ဒါဆိုရင်ဒီပုံဟောင်းလေးတွေပြင်မယ်စလင်လေးတွေနီကြောင်ကြောင်ဖြစ်နေတယ်ဆိုရင်ဒီနေ့အတိုင်းလုပ်လို့ရပေါ့နော်အလုံးအဆင်ပြေကြပါစေခင်ဗျာကျေးဇူးတင်ပါ